ထိုင်းမြန်မာနယ်စပ်အနီးရှိဒါလေအခြေချဗျူဟာစခန်းကို KNL တပ်မခွနင်းနဲ့ပူးပေါင်းတပ်တွေကမေ14ညမှာ သိမ်းပိုက်လိုက်ပြီလို့ KIC Current Information Center ကဖော်ပြပါတယ်။ကရင်ပြည်နယ်ဖမ်းခရိုင်ပိုင်ကျုံမြို့နယ်တည်းရှိအမှတ်24ခြေလင်းတပ်ရင်းအခြေချဗျူဟာစခန်းကို9ရက်ကြာထိုးစစ်ဆင်ပြီးနောက်မေ14ညနေ6:00ခွဲကမှာသိမ်းပိုက်လိုက်တာလို့ ်ခရီးနယ်လီကရင်မျိုးသားလူမျိုးရေးတပ်မတော်တာဝန်ရှိသူတူကပြောပါလေစစ်ကောင်စီစစ်သား20ကျော်ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားပြီးလက်နက်မျိုးစုံ30ခန်းနဲ့ခဲယမ်းများစွာသိမ်းဆည်းရမိတယ်လို့ဆိုပါလေစစ်ကောင်စီဘက်ကလေကြောင်းပစ်ကူနဲ့အပြင်းထန်ခုခံနေတဲ့ဂျာက အခုလိုသိမ်းပိုက်လိုက်တာဖြစ်ပါလေ KNL တပ်မခွနစ်ဟာ2024နှစ်ကုန်ပိုင်းကစပြီးတောင်ရင်မြစ်ကမ်းတစ်လျှောက်မှာရှိတဲ့ မဟာနေပလောဌာနကျူဟောင်းစခန်းခလေဒီစခန်းပူလူတူစခန်းဖောမာတူစခန်းတခေါ်ပြီးကွီးခေါ်လေးပနာဒီစခန်းနဲ့အခုဒါလီဗျူဟာစခန်းကိုဆက်တိုက်သိမ်းပိုက်လာတာဖြစ်ပါတယ်။ကရင်ပြည်နယ်ကော့ကရိတ်မြို့ကနေမြဝတီဘက်အထွတ်အာရှလမ်းမပေးရှိတဒံကူးရွာမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီရဲ့အောင်စီရစစ်ကြောင်းနောက်တန်းစခန်းကို KNL တပ်မ6ဦးဆောင်တဲ့တော်လိုင်းတပ်တွေကတိုက်ခိုက်နေတယ်လို့ KIC ကဖော်ပြပါတယ်။တဒံကူးရွာမှာရှိတဲ့ရွှေကျင်မင်းဖုံးတော်ကြီးကျောင်းမှာအောင်စီရစစ်ကြောင်းရဲ့ကိုကဲရေးစခန်းဖွင့်ထားတာဖြစ်ပြီးအဲဒီစခန်းကိုတိုက်ခိုက်နေတယ်။စစ်ကောင်စီတပ်ဘက်ကလေကြောင်းပစ်ကူနဲ့အပြင်းထန်ခုခံနေတယ်လို့ရှေ့တန်းတပ်မှုတဦးကပြောပါတယ်။ဒီစခန်းကိုတော်လိုင်းတပ်တွေကလာနေချီပိတ်ဆို့ထားတာဖြစ်ပြီးမေ14မိနစ်ပိုင်းမှာ စစ်ကောင်စီဘက်ကလက်နက်ကြီးတွေပစ်ပြီး Y12 လေယာဉ်နဲ့ဘုံကျဲတဲ့အထိတိုက်ပွဲပြင်းထန်လာတယ်လို့ဖော်ပြထားပါတယ်။မကွေးတိုင်းပခုတ်ကူဘက်ကနေမြိုင်မြို့နယ်ဘက်ကိုတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတော်တိုင်းတပ်တွေကကြားပြတ်တိုက်ခတ်ရာမှာစစ်သားအလောင်း၈လောင်းတွေ့ရပြီးတနက်တလက်နဲ့ခေရန်တွေသိမ်းဆီးရမိတယ်လို့ကံမတပ်ပေါင်းစုကသတင်းထုတ်ပြန်ပါတယ်။ ်မေတရက်ကနေ9ရက်အတွင်းတက်မှတ်တရ1အမှတ်954ချီလင်းတရင်ကစစ်သားတွေအောင်တာပြူစောတိရွာကနေထွက်လာပြီးဖလန်အိုရွာအရောက်မှာတိုက်ခိုက်တာလို့ဆိုပါတယ်စစ်ကောင်စီဘက်က Jet Fighter White 12လေးရင်နဲ့ Paramotor 17လေးတီးတွေအသုံးပြုတဲ့အထိတိုက်ပွဲပြင်းထန်ပြီးနေမြေရှင်းလင်းတဲ့အခါစစ်သားအလောင်း၈လောင်းတွေ့ရပြီး MA1 တနက်တလက်နဲ့ခရဲတွေ သိမ်းမိတယ်လို့ဖော်ပြပါတယ် ဒီစစ်စင်ရေးကိုကမ္ဘာတပ်ပေါင်းစုဖွဲ့ဝင်တွေဖြစ်တဲ့မြိုင်ပကဖပောက်ပကဖပခုတ်ကူပကဖပခုတ်ကူခရိုင် PDF တပ်ရင်းတွေចောင်းသားတပ်မတော် ABSDF A+ တပ်ပေါင်းစုအညာမြေတပ်ပေါင်းစု စားတဲ့ဒေသတွင်းရှိတော်လိုင်းတပ်တွေပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ် DNA လေးတန်းမျိုးသားလူမျိုးတပ်မတော်ထိန်ချုပ်ဒေသမိုးကုံမြို့နဲ့နောင်ချုံမြို့ကို မေ23ညမှာစစ်လေရင်ကဘုံကျဲတဲ့အတွက်နေအိမ်တချို့ပျက်စီးတယ်လို့ TNL ကသတင်းထုတ်ပြန်ပါတယ်။နောက်ချိုမြို့နယ်မြေ30ဇေးရက်ကွက်ကိုည9နိုင်ခွဲကမှာ Jet Fighter ကပေါင်900ဘုံတစ်လုံးကျဲသွားပြီးနေအိမ်9လုံးပျက်စီးပါတယ်။တရက်တည်းမှာပဲမိုးကုတ်မြို့ရွှေလိပ်ပြာရက်ကွက်ကိုည12နိုင်ခန့်မှာ Jet Fighter ကဘုံကျဲသွားပါတယ်။ဒါဟာမန်တုံမြို့နဲ့မိုင်းကောမြို့ကို မေ၁၂ရက်မှာပုံကျဲလို့အရသား2ဦးသေပြီး3ဦးဒဏ်ရာရပြီးတဲ့နောက်စစ်ကောင်စီရဲ့ဇက်တိုက်ပုံကျဲမှုတွေဖြစ်ပါတယ်ငလျင်ဘေးဒဏ်ခံစားနေရချိန်မှာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေဆောင်ရွက်နိုင်ရေးအတွက်မေ31အထိညီနောင်မဟာမိတ်၃ဘွဲ့ကအပြစ်ခတ်ရက်စဲထားချိန်မှာစစ်ကောင်စီဘက်ကရသေးတောင်နဲ့ကြောက်တုတ်ကိုဘုံကျဲမှုဟာ စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးပြင်းထန်စွာ ရှုတ်ချလိုက်တယ်လို့အာရခတက်တော် AA ကသတင်းထုတ်ပြန်ပါတယ်။မေ23ရက်မနေ့ဆယ်နိုင်ကမှရသေးတောင်မြို့နယ်ထွန်းရွေရွာဟောင်းကိုစစ်လေရင်ကဘုံကျဲတဲ့အတွက်အပြစ်မဲ့အရသာ12ဦးသေဆုံးပြီး23ဦးဒဏ်ရာရကနေအိမ်30လုံးပျက်စီးခဲ့ပါတယ်။မေ23ရက်ညနေ4နိုင်ကမှကြောက်တော်မြို့ကိုဘုံကျဲတဲ့အတွက် ပြည်သူလူထုသေဆုံးပြီးနေအီကိုလုံးကံပျက်စီးပါလေကျောက်တော်ကဘုံကျဲမှုမှာသေဆုံးတဲ့အရက်သားတွေရဲ့အမီစင်းအသေးစိတ်ကိုအေအာရကတက်တော်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာ။